အားလုံးပဲမင်္ဂလာပါရှင်ကပလာချန်နယ်မှပြန်လည်ကြဆွလိုက်ပါရစေဒီနေ့မှာတော့စာရေးသူຫນွေပရစ်ဖူးရေးသားထားတဲ့အမာကြီးအမိယာဆိုတဲ့ဝတ္ထုတိုလေးကိုတင်ဆက်ပေးသွားပါမယ်ရှင်အမာကြီးအမိယာဖြန်းရိုက်ရိုက်တေးအောင်သာရိုက်တမိတယ်မအေးမနီးအိမ်ရှိကအတန်တွေကြောင့်စိုးရင်စိတ်တွေနဲ့ထွက်ခဲ့လိုက်တော့အဖေအိမ်အောက်ကိုခြေလန်းကြဲကြဲတွေနဲ့ဆင်းသွားတာတွေ့လိုက်ရတယ် အိမ်ရှိကျန်းပေါ်မှာအငယ်မဝေမာကမှောက်ရကြီးငိုလုံးညီမလေးဘာဖြစ်တာလဲလာမမင်းနဲ့နင်လည်းအတူတူပဲနင်လင်ပြစ်ခံရတာနဲ့ငါ့ကိုစုံပါတယ်ခေါင်းစစ်တက်ပြီးဟိုပြောတီပြောနဲ့အဖေကိုလည်းတို့လိုက်ထောင်လိုက်နဲ့ငါ့ကိုလာမပြောနဲ့နင်ပြောတာငါဘာမှမကြားချင်ဘူးမုန်းနေနင့်ကိုရောအဖေကိုရောမုန်းနေပြောချင်ရပြောပြီးအခန်းထဲဝင်သွားတဲ့ဝေမကိုကြည့်ရင်းနှီးရတပြင်းချလိုက်မိတယ် အဖေရောဝေမာရောဘယ်သူမှအလျှော့ပေးကြမှာမဟုတ်ဘူး။နှင်းဤကရောဟင့်အင်းအလျှော့မပေးဘူး။အမေဆုံးကလေးကညီမလေးကိုအမေလိုတမျိုးအမလိုတမျိုးနဲ့စောင့်ရှောက်ခဲ့ရတာ။နောက်ဆုံးဘဝနဲ့တောင်လဲခဲ့ရတယ်။ခုတော့လင်းပြစ်မာတဲ့ပြောရလိုက်တာ။ဘယ်သူကရောအဲ့လိုအဖြစ်ရောက်ချင်ပါမလဲ။နှင်းဤလဲကိုချစ်လို့ယူထားတဲ့သူနဲ့တသက်လုံးမခွဲမခွာနေချင်တာပေါ့။ရင်ထဲမှာဖြစ်လာတဲ့နာကျင်တဲ့ခံစားချက်ကြောင့် တစ်ချိန်လုံးကသူကားပေါ်တက်သွားတော့ကျိတ်မိတ်မျိုးသိခဲ့ရတဲ့အချိန်လေးကိုသတိရမိသွားတယ်။နင်းကြီးအကိုသွားမယ်နော်။လားကုန်လောက်ကြတော့အကိုပြန်လာခင်မယ်။နင်းကြီးကားပေါ်တက်သွားတဲ့ခင်မွန်းဖြစ်သူကိုငေးရင်အတူလိုက်သွားခြင်းစိတ်ကထိမ်မရ။ကားအောက်ကနေလက်ပြရင်မငုံမိအောင်မနှင်းဟန်ဆောင်ပြေးနေခဲ့ရဖူတယ်။နင်းကြီးအိမ်အောင်ပြုတ်ပြီးအဖေနဲ့ညီမလေးကိုစိတ်မချတာကြောင့်ရော။ မြမလေးအားငယ်မှာစိုးတာကြောင့်ရောအဖေတို့နဲ့တအိမ်ကျော်မှငှားနေလိုက်တာကြောင့်အဆဆအယာယာအဆင်ပြေခဲ့ပေမဲ့အိမ်အောင်ကြပြီးတနေ့လောက်မှခင်ပွန်းဖြစ်သူကယာရူတော်ပြီးတောင်ပေါ်မြို့လေးတစ်မြို့ကိုပြောင်းရတာကြောင့်နှင်းရီလိုက်သွားဖို့အခက်တွေ့ခဲ့ရတယ်။အရွယ်ရောက်စားပြုံမြင့်နှုတ်နယ်လှသွေးကြွယ်နေတဲ့မြမလေးကိုချစ်သူကြိုက်သူပေါ်တာကတကြောင်တနေကုန်အလုတ်သွားပြီးခက်အေးအေးနေတတ်တဲ့အဖေကိုစိတ်ပူမိတာကတကြောင်မို့ အကြိမ်ကြိမ်စဉ်းစားရင်အမေမဆုံးခင်တမီးအဖေနဲ့ညီမလေးကိုစောင့်ရှောက်ပါတမီးရဲ့ဆိုရက်အမေစကားသံပြန်ကြားရောက်ရင် နောက်ဆုံးမှာတော့ခင်မွန်းဖြစ်သူနောက်မလိုက်နိုင်တော့ဘဲငှားထားတဲ့အိမ်လေးပြန်အပ်လို့အဖေအိမ်ပေါ်ပြန်ရောက်ခဲ့ရတယ်အစားကတော့နှင်းရင်နဲ့အမျိုးသားကလာကုန်ရင်တလှည့်စီသွားကြပြန်ကြလှုပ်ကြပေးမယ်။ဇရိတ်ထောင်းတာကတမျိုးစိတ်ကစားနေတဲ့ဝေမာကြောင့်နှင်းရင်အလိုက်ကျဲလာရသလို ခင်မွန်းဖြစ်သူကလည်းရုံးပည့်ရများများရမှပဲပြန်လာနိုင်တော့တယ်။ဝေမားရဲ့လက်ကြောမတင်တဲ့အပြင်အရက်ကလေးတများများတောက်ပြီးရစ်တက်တဲ့ရေစာဦးလေးနဲ့ဝေမားခိုးရမလိုက်ခင် ခွဲပြစ်နိုင်ခဲ့ပေမဲ့လေ။နေခင်မွန်ဖြစ်သူပို့လာတဲ့ကွာရှင်းစာချုပ်လေးကိုတော့အချိန်မီမတားဆင်းနိုင်ခဲ့။နေရင်မျက်ရည်ဆက်လက်နဲ့လိုက်သွားခဲ့ပေမဲ့ခင်မွန်ဖြစ်သူကငယ်ရွယ်ပြီးချစ်စရာကောင်းမလေးနဲ့နောက်တစ်မျိုးပြောင်းဖို့အဆင်သင့်ဖြစ်နေခဲ့တာကြောင့် နင်းရင်မျက်ရည်တုံရင်ပြန်လာခဲ့လိုက်တယ်။နောက်တော့လဲဝေဒနာတွေကိုအချိန်ကကုစားပြီးနောက်ထပ်ဘဝတက်မရှာပဲအဖေနဲ့ညီမလေးအတွက်ဘဝကို မြုပ်နှံထားလိုက်မိတယ်။အခုတော့ညီမလေးအရွယ်ရောက်လို့အဆဆအယယာချင်းချိန်နိုင်မြင်ထင်ခဲ့တာ။ပိုတော်ဆိုးနေသလားပဲ။အဖေစိတ်ဆိုးပြီး ထွက်သွားတာမလားသေးတာမို့နှင်းရီစိတ်ပူပြီးအိမ်မပြောအိမ်ရှိခါမှလမ်းလျှောက်ရင်းအဖေကိုမျှော်နေမိတယ် ညီမလေးကတော့အတန်မကြာရတော့မမောနဲ့အိပ်ပျော်သွားပြီလားမသိ။ရုပ်ကလေးလှပေမဲ့အတွေးအခေါ်နေရှာတယ်။အသက်သာရလာတဲ့ခုတည်းမြင်ချက်ပါလား။တွေးမိနေတော့အဖေအိမ်ထဲဝင်လာတာတွေးလို့အဖေပြလာပြီလား။သမီးထပင်ခုလိုက်မယ်နော်။မစားတော့ပါဘူးသမီးရဲ့။သမီးညီမရော။အိမ်နေပြီထင်တယ်အဖေ။ထမင်းမစားရင်လည်း overdin လေးတောင်းလိုက်ပါလားအဖေရဲ့။ တော်ကြာအစာမရှိလို့ဘိုက်အောင်နေမယ်အဖေအဖေကနှင်းရီကိုအားမရှိသလိုကြည့်ရင်ခေါင်းငိတ်ပြတာကြောင့်နှင်းရီအိုဗာတင်းတစ်ခွက်မြန်မြန်ဖြော်လိုက်ပြီးမုပ္ပပကံနဲ့ထဲလို့အဖေနားချထားလိုက်တယ်တအောက်ကြတော့မှနှင်းရီအဖေခြေတလုံးတွေကိုနှိပ်ပေးရင်အဖေနောက်ဆိုညီမလေးကိုတမိပြောပါမယ်ပြီးတော့ဘယ်လိုပဲဖြစ်ဖြစ်ညီမလေးကိုမရိုက်ပါနဲ့နော် အမေမရှိကလေးကအဖေကိုပဲအမေလို အားကိုပြီးချစ်လာတာဆိုတော့အဖေရိုက်လိုက်ဆူလိုက်ရင်ပိုဆိုးမှာပေါ့ဖေရဲ့တမီးရဲ့တမီးညီမလောက်ပုံတမီးလည်းတည်တာပဲအဖေလည်းပြောဆိုဖြောင်းပြနေတဲ့ကြားကညနေကတမီးညီမကဇွတ်တော်ပြီးလက်ထက်မယ်ဆိုတော့အဖေလည်းမျက်လုံးတွေဝေဝါးပြီးစိတ်မထိန်နိုင်ဖြစ်သွားတယ်တမီးရဲ့တမီးလည်းအဖေတို့အပေါ်အနစ်နာခံပေးဆက်ရတာတွေများနေပါပြီကွယ် ။သမီးအတွက်လည်းအဖေတွေးမိတိုင်းရင်နာမိတယ်။အော်အဖေရဲ့သမီးအတွက်စိတ်မကောင်းမဖြစ်နဲ့နော်။အဖေနဲ့ညီမလေးအတွက်ဘာပဲဖြစ်ဖြစ်သမီးကျင်တတ်ပါရဲ့။မနေ့ကျတော့အဖေအလုပ်သွားတာနဲ့နှီးရီဝေးမှအနာသွားလိုက်ပြီ။ညီမလေးအဖေရိုင်းလိုက်လို့အဖေကိုစိတ်ဆိုးနေတာလား။ဝေးမှာဘာမှပြန်မပြောဘဲအေးမဆိုင်တလို့လုံနေတာမို့။ အဖေကညီမလေးကိုချစ်လို့စိတ်မထဲနိုင်ပဲရိုက်လိုက်မိတာအဖေကိုစိတ်မဆိုးရနဲ့နော် အဖေမှမဟုတ်ဘူးအမလည်းညီမလေးကိုတဘောမတူနိုင်ဘူးဝေမာနှင်းကြီးကိုစက်ကနေမောကြည့်လိုက်တယ်ဝေမာမျက်နာကခနိုးခနေနေတို့မှာပါဖြစ်ရှိလို့လဲအသက်ကြီးတာအဖြစ်လားအိမ်တော်ကြဖို့တာဖြစ်လားအမလည်းကိုကြိုက်တာကိုယူခဲတာပဲမလားအမယောက်ျားကအမကိုထားခဲတာနဲ့ယောက်ျားတွေကမုန်းနေတာလား သူများတွေကိုအမြဲအပြစ်ပဲကြည့်နေတတ်တယ်။ဝေးမှာဒရဆက်ပြောပြီးမောသွားဟန်နဲ့ရေထားတောက်လိုက်တယ်။ညီမလေးသွေးတာထင်တာတွေလွဲနေပြီ။အမပြောတာနားထောင်အောင်။အသက်20နီးပါးကြီးတာခုချိန်မှာအပြစ်မဟုတ်ပေမဲ့လက်ထပ်ပြီးအပျော်တွေကုံသွားတဲ့အခါအပြစ်ဖြစ်လာမှဆိုတာ။အိမ်အောင်ကြပူတာအပြစ်မဟုတ်ဘူး။လက်ရှိအိမ်အောင်ရှိနေမှာပဲဆိုတာ။အမကိုတဘောနဲ့ကိုအိမ်အောင်ပြုတ်ခဲ့တယ်။ ကို့တဘောနဲ့ကိုအမအမျိုးသားကိုလက်လွတ်ဆုံးရှုံးခံခဲ့တယ်။ဘယ်သူကြောင့်ပါလို့အမပြောခဲ့ဘူးတလဲ။ခုချိန်အမအိမ်အောင်ပြုမယ်ဆို အမကိုကားလှမ်းတဲ့သူမရှိဘူးထင်လို့လား။အမလူတိုင်းကိုအပြစ်မမြင်ဘူး။ဒါပေမဲ့ညီမလေးဘွားရဲ့ကိုဝင်လာမဲ့သူတိုင်းကိုတော့အမအပြစ်တွေရှာမိတယ်။အဲ့ဒါညီမလေးဘွားကိုပျော့ပျော့ရွှင်ရွှင်နဲ့ဖြတ်တန်းနေတာမြင်ချင်လို့ပဲ။မသိဘူး။ဘာမှလာမပြောနဲ့။ညီမတို့လာကုန်တာနဲ့လက်မှတ်ထိုးတော့မှာ။ဘာ ညာလိုက်တာဝင်ပါရဲ့နည်းနည်းပါပါအချိန်ယူပြီးလေးလာပါအောင်တော့လားတွေးတာတော့6လပြည့်သေးတာမဟုတ်ဘူးအိုး6လမပြည့်သေးတာနဲ့လက်မထက်ရတော့ဘူးလားညီမတို့တယောက်ကိုတယောက်ချစ်တယ်တယောက်နဲ့တယောက်နားလေကြတယ်သူ့ဘဝကတနာစရာပါအမရဲ့ဟေးအမကတော့တနာစရာကောင်းတာငါညီမလားလို့အမမသိပါဘူးသူကကွာရှင်းထားပြီးသားလား သူ့အမျိုးသမီးနဲ့ရက်ွက်ရုံမှာကွာရှင်းထားပြီသားအတူလည်းမနေတော့ဘူးအိမ်ခွဲနေကြပြီတဲ့ညီမလေးနဲ့ဒီလာကုံရင်နှစ်ဦးတဘောတို့လက်မှတ်အရင်ထိုးထားချင်နေတယ်ညီမလေးကိုကွာရှင်းစာချုပ်ပြလာသူက သူကဝေမှာကြည့်ချင်ရင်ပြမယ်တဲ့ဒါပေမဲ့ကြည့်ပြီးဝေမှာစိတ်မကောင်းဖြစ်မှာကိုစိတ်ပူတယ်တဲ့သူ့ကိုယုံပေးပါတဲ့အဲ့ဒါကြောင့်သူ့ကိုမယုံတယ်လို့ဖြစ်မှာဆိုလို့မကြည့်တော့ဘူး သူပြောသလိုပဲလူရောစိတ်ရော ဝေမာရပြီသားပဲဟာနှင်းရီဝေမာပြောတာတွေနားထောင်ရင်ဘယ်လိုတရားချရမှမသိတော့သူ့အမျိုးသမီးကညီမလေးတို့အကြောင်းသိလားသိတယ်တဲ့သိတော့ဘာမှမပြောပဲအလွယ်တကူလက်ခံပြီးကြွားပေးလိုက်တယ်ပေါ့သူပြောတာတော့သူတို့ကမိဘပေးစားလို့သာယူရတာတယောက်နဲ့တယောက်မချစ်ကြဘူးတဲ့ညီမလေးကိုတွေ့မှအချစ်ဆိုတာသိလိုက်ရတာတဲ့ ခုလက်မှတ်ထိုးထားပြီးသူ့မိမမွေးပြီးတာနဲ့ခက်ခက်နာနာမင်္ဂလာဆောင်ပေးမယ်တဲ့ဝေမစကားဆုံးတော့နှင်းရီဟဟပပရီချလိုက်သည်ဝေမကနားမလဲသလိုကြည့်နေတာမို့ညီလူကအိမ်အောင်ကြတာကြပြီလားခလေးပနေရောက်လဲမသိဘူးဒါကဒုတိယခလေးတဲ့ဝေမရဲ့အတက်တာအစိပ်ပြေတော့မယ်အတွေးခေါ်လေးလဲရင့်ချက်စမ်းပါအောင်ဟဲ့ မချစ်ပဲယူရတဲ့သူကစိတ်ညစ်ညစ်နဲ့ကလေးနှစ်ယောက်ပေါ့ဟုတ်လားငါညီမနဲ့တွေ့မှာအချစ်ဆိုတာဘာလဲသိပြီးမိမနဲ့ကွာရှင်းထားပြီးကမှမင်္ဂလာဆောင်ဖို့ကိုကလေးမွေးတာစောင့်ပါအောင်လေလားမိဝေမာရဲ့အိုးအမကဘာသီးလို့လဲသူကတိတ်ကျင်တာတတညီမလေးကိုဆိုလဲလက်ဖျားနေတော့မထီဘူးသူ့ကြောင့်တံပိုးရော့သွားမှာစိုးတယ်တဲ့လက်မှတ်ထိုးပြီးမှပဲသူ့ပိုင်ဆိုင်ချင်နေတဲ့ ခုလည်းကိုဝင်နဲ့သူ့မိမကိုထားခဲ့ရင်ပဝန်းကျင်က ပြောမှဆိုတယ်တဲ့သူ့ကိုပြောတာထက်ဝေမကိုပြောတာမခံနိုင်ဘူးပြောတယ်အမရဲ့ပြီးတော့လေဝေမဆက်မပြောဘဲရှက်တလို့လို့ပီတိဖြစ်တလို့လို့လုံနေတာကြောင့်နှင်းရီမနေနိုင်တော့ပဲဆက်ပြောလေဝေမရဲ့ပြီးတော့ဘာဖြစ်လဲလက်မှတ်ထိုးပြတာနဲ့ဝေမနဲ့သူခီးထွက်ကြမှလေပြောပြီး ဝေမတဟိဟိနဲ့လုံနေလို့ နှင်းရီဝေမကိုကြည့်ပြီးအတော်စိတ်သက်ကြသွားမိတယ်။ညနေအဖေပြန်လာတော့တားဖ၃ယောက်တယောက်နဲ့တယောက်ရှောင်နေမိကြတယ်။နှင်းရီဝေမကိုစိတ်လိုက်မှပါမလုပ်ဖို့နဲ့ဒီကြားတဲ့သူနဲ့အဆက်အသွယ်တိတ်မလုပ်ဖို့နှင်းရီလေးလာပြီးဝေမကိုတကယ်ချစ်တာမှန်ခဲ့ရင်တဘောတူမယ်ဆိုပြီးချော့ထားတာကြောင့်ဝေမာပြောပြီးအိမ်ထဲမှာပဲငြိမ်နေတယ်။ဝေမာလူကအိမ်ရှိကနေနေလျှောက်လိုက်ညလျှောက်လိုက်နဲ့ခေါတိုးခေါက်ပြန်လန်တလာနေတယ်။ ဝေးမအိမ်ထဲကနေမတိမတာကြည့်ရင်နှီးရီကိုဘယ်လောက်ချစ်လဲတွေ့လားဆိုတဲ့ပုံစံမျိုးနဲ့မေးတငုံငုံနဲ့ဆယ်ရက်လောက်ကြာတော့နှီးရီဝေးမကိုခေါ်ပြီးမနဲ့စောစောကားငါပြီးထွက်လာခဲ့လိုက်တယ်။ဝေးမကအစကတော့ဘူးမတိဘာမတိပုံစံနဲ့ပါလာပေမယ့်ရက်ွက်တစ်ခုထိတ်မှကားရလိုက်တော့ဘာလို့ဒီကိုလာရလဲဆိုတဲ့ပုံစံနဲ့နှီးရီကိုကြည့်နေလို့နှီးရီဝေးမကိုခေါ်ပြီးကားပေါ်ကဆင်းလာလိုက်ပြီး အိမ်တအိမ်နဲ့မလှမ်းကန်ရောက်တော့အကွယ်လေးကနေနှင်းရီဝေမကိုလှမ်းပြလိုက်တယ်။အိမ်ရှိရေတိုင်ကီဘေးမှာကုံဝင်တဲ့အမျိုးသမီးကိုသူ့အမျိုးသားကကျင်ကျင်နာနာနဲ့ရေလောင်းပေးလိုက်ခေါင်းလျှော်ဖို့ဝိုင်းလို့ပေးလိုက်နေ။အနာကသမီးငယ်လေးကရေနဲ့သူတို့ကိုလှမ်းပလိုက်။တခက်ခက်ရှိလိုက်နဲ့မနက်ခင်းကျင်းနူးစရာမြင်ကွင်းလေးကတတ်ဝင်လှပလို့။ကြည့်နေတော့မိသားစုတွေရေချိုးပြီးသွားလို့အိမ်မော်တက်သွားကြလျက် နှင်းရီဝင်မကိုကြည်လိုက်ပြီးတော့လက်နှစ်ဖက်ကိုကြစ်ကြစ်ပါအောင် ဆုပ်ထားရင်းအိမ်ထဲကိုမမိတ်မတုံးကြည့်နေတာမို့နှင်းရီဝေခွဲမရဖြစ်နေတော့အဖေလို့သူကသမီးလေးကိုခြီလို့အမေလို့သူကအဖေလို့သူရဲ့လက်မောင်းကိုတင်းတင်းကရင်အိမ်ထဲကနေအပြင်ထွက်လာကြတာတွေ့လိုက်တော့ဝေမှာရပ်နေတဲ့အကွယ်လေးကနေအပြင်ကိုလှမ်းထွက်သွားလို့နှင်းရီလှမ်းဆွဲလိုက်ပေမဲ့မမီလိုက်ဘူး အဖေလို့သူကခြံတကားပိတ်ရင်ခြိထားတဲ့သမီးလေးကိုနန်းနေရကနေအမေလို့သူကိုအမှတ်မထင်နားလိုက်တာကြောင့်ရီတန်တွေဝေဝေဆဆထွက်လာတော့ဝေမှာချော်လဲမလို့ရိမ့်ရိုင်သွားလိုက်ပေမယ်ဖြစ်ဖြစ်ချင်းရှိတ်ကိုဆက်လျှောက်သွားနေပြန်တယ်ကြည်နူးပျော်ရွှင်နေတဲ့မိသားစုလေးအနာရောက်မှာတော့ဝေမှာကကလေးစီလက်လှမ်းလိုက်ရင်အကုတ်သမီးလေးလားချစ်စရာလေးနော် အဖေလို့သူကအံ့ဩသွားရကနေဇဝေဇဝါဖြစ်နေတဲ့သူ့မိမလက်ကိုအမြန်ဆွဲယူလိုက်ပြီးနောက်တလှမ်းဆုပ်လိုက်ရင်ညီမလူမားနေတယ်ထင်တယ်ညီမကို အကိုရောမသိဘူးပြောပြောဆိုဆိုနဲ့သူ့အမျိုးသမီးလက်ကိုမလွတ်တမ်းဆွဲကင်လို့ခတ်တွတ်တွတ်ထွက်သွားလေရဲ့ဝေမာကသူတို့ကြောပြင့်ကိုငေးရင်မတုံမလှုပ်ရက်မြဲရက်လျက်နှီးရီဆိုရင်စိမ့်နဲ့ဝေမာစီအပြေးထွက်လာခဲ့တော့ ဝေမာနှီးဤကိုကြည်နေတဲ့မျက်လုံးထဲမှာကြေကွဲရိတ်တွေနောင်နာတရားတွေအပြင်းနဲ့တောင်းပန်တဲ့အကြည့်တွေရောရှက်လို့ညီမနှစ်ယောက်တိတ်တိတ်ဆိတ်ဆိတ်အိမ်ပြန်လာခဲ့လိုက်ကြတယ်။အန်နီကအဖေပြန်လာတော့ဝေမာအဖေကိုထိုင်ကြတော့တယ်။အဖေမျက်ရည်တွေဝဲလို့စုရေပေးနေတာလဲအကြာကြီး။အိခါနီဝေမာနှီးဤအခန်းထဲရောက်လာပြီးအမရဲ့ဝေမာလေးယူးယူးမမိုက်နဲ့သူများမိသားစုကိုဖျက်ဆီးမိတော့မလို့ အမကြောင့်အချိန်မနှောင်းခင်တီးခွင့်ရပြီးအတိတ်တရားတွေရလိုက်လို့ကျေးဇူးတင်ပါတယ်အမရဲ့ဝေမာနောက်မမိုက်တော့ပါဘူးအရင်ကအမအပေါ်ပြောဆိုခဲ့မိတာတွေတောင်းမမာတယ်အမရဲ့နှင်းကြီးလည်းညီမလေးကိုကြည့်ပြီးတခါမှမရဘူးတဲ့ကြည်နူးမှုတွေနဲ့ဝမ်းတာပီတိဖြစ်နေမိတယ်အညာကအိမ်မက်ထဲမှာအမေရဲ့လေးအဝတ်စာအစ်စ်တွေနဲ့ပျော်နေလိုက်တာပြီးတော့နှင်းကြီးကိုလည်းအကြကြီးဖတ်ထားသေးတယ် အိမ်မက်ထဲမှာအမေနဲ့နှင်းရီဘာရီတဘောကြပြီးပျော်နေမိမှမသိအတန်တွေထွက်အောင်ရည်နေလိုက်ကြတာဝေမာနိုးလာတော့အိမ်မက်ကနေနိုးလာမိတော့တယ်ခုတော့ဝေမာလည်းပြပိပြပြနဲ့လိမ်မာနေပြီမို့အဖေနဲ့နှင်းရီရင်မမောရတော့ဘူးနှင်းရီအမေကိုသတိရမိတိုင်းစိတ်ချပါအမေအဖေနဲ့ညီမလေးကိုတမိဘတော်မှမထားခဲ့ပါဘူးလို့ရင်ထဲကနေထက်ခါထက်ခါပြောနေမိတော့တယ် ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူຫນွေပရစ်ဖူရေးသားထားတဲ့အမကြီးအမိယာဆိုတဲ့ဝတ်ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်နားစင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်